ဘူးတယ်လို့ပြောတော့အရှင်ဘုရားမြင်ဘူးတဲ့တရားမင်းကအတုအယောင်ပဲဖြစ်မယ်ထင်တယ်တဲ့ဘုန်းဆိုတရားဆိုတာကတာမန်လူတွေမြင်ဖို့သိခဲရင်းတယ်ငါကသူကတရားကိုဘုရားတဲ့မြတ်တော်အထင်ကြီးသေးသလားမသိဘူးသိလားအဲ့ဒီမဟာလိဖြစ်နေပုံကအဲ့ဒီမှာမြတ်စွာဘုရားကမဟာလိကိုပြောတယ်တရားမင်းကငါမြင်လဲမြင်ဘူးတဲ့တရားဖြစ်အောင်ဘလို့လုပ်ရမယ်ဆိုတာလဲငါကောင်းကောင်းသိတယ်တဲ့တရားအကြောင်းကအကုန်လုံးသိတယ်အဲ့ဒီမှာတရားဖြစ်အောင်ကျင့်ရမယ်ကျင့်စဉ်ဆိုတာထဲမှာ မိခင်ဖခင်ကို ကြွေးမွေးရမယ်ဆိုတာတစ်ချက်ပါလေဟုတ်ရလားဒါဥစဉ်တို့မိဘနဲ့ပတ်သက်ပြီးတော့စုဆောင်းထားတာလေးပေါ့လေပြီးတော့သုဝနာတမဇတ်ထဲမှာမိဘကိုပြုစုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်များ衲တွေကတောင်ဆေးကုတယ်လို့ဒါရိုက်ပါဠိတော်ထဲမှာဟောထားတာရှိတယ်အတပိသဘောသူတော်ကောင်းတို့ကိုဘဝမှာအခက်ခဲအကျက်တဲတွေဆိုတာတခါမဟုတ်တခါတွေ့ရတတ်တယ်နော်ကျမ်းမာရေးအရာအမျိုးမျိုးသောအရေးတွေကြောင့်အဆင်မပြေတာတွေတွေ့လာရင် ငါမိဘအပေါ်မှာစိတ်ကောင်းနှလုံးကောင်းထားတယ်တတ်နိုင်တဲ့မြတ်ပြုစုတယ်လှုပ်ကြွေးတယ်အီမန်နဲ့သစ္စာတကားကြောင့်အဆင်ပြေပါစေဒီတိုင်မကောင်းဘူးလားအေးကိုယ့်ဘဝမှာအဆင်ပြေမှုတွေရနိုင်တယ်နော်နှစ်တွေကတော့ဆေးကုတယ်လို့ပြောထားတယ်ဟုတ်ရလားအေးပြီးတော့ဦးဇင်းတို့ဟောမင်္ဂလာတရားဖြစ်တယ်တဲ့မိဘကိုကျွေးစုပြုစုလှုပ်ကြွေးတာဒါကတော့ဘိသက်တို့အားလုံးသိပြီးသားပါအဲ့တော့မင်္ဂလာဆိုတာဘာတုံးဆိုတော့မကောင်းမှုကိုဖယ်ရှားပြီးတော့ကောင်းမှုတွေကို တိုးပွားလာစေတဲ့သဘောအဲ့ဒါကိုမင်္ဂလာလို့ခေါ်တာမဟုတ်လားအဲ့တော့မိဘကိုပြုစုလုပ်ကြွေးတယ်ဆိုရင်ဦးဇင်းတို့စိတ်ထဲမှာသဘောပေါက်တာကတော့တေချာပေါက်ဒီပုဂ္ဂိုလ်ဟာနောင်တအေးလိမ့်မယ်နောင်တရစရာအကြောင်းမရှိဘူးငါလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ခဲ့တယ်ကြည်နူးမှုဝါတာမှုအပြည့်ပေါ့တော့မိဘနဲ့သားသမီးရဲ့ဆက်ဆံရေးမှာသားသမီးတွေကအမြဲတမ်းမိဘကိုကျေးဇူးရှင်တယောက်အနေနဲ့ချစ်မြတ်နိုးမှုနဲ့ဆက်ဆံမယ်ဆိုရင် မိဘတွေကအဲ့ထက်ထက်သာတဲ့မြစ်တံနဲ့သာသမီကိုပြန်ပြီးတော့မတုံ့ပြန်မေဘူးလားငါသာသမီလေးလိန်မာလိုက်တာတော်လိုက်တာသာသမီကမိဘကိုတရားဖို့ပေးတယ်ဆိုရင်မိဘကတထောင်ဖို့တထောင်ဖို့လောက်ခံစားတာဟုတ်ရမို့လားပြောကျင်တာကဘာတော့ငါပေါ်မှာပြန်ပြီးတော့တိတက်တယ်နော်ဆိုတဲ့အသိစိတ်လေးကြောင့်မိဘကသာသမီကိုပူလို့တောင်းထပ်ပြီးတော့ချစ်ရတယ်မျက်နှိုးရတယ်အဲ့မှာမြစ်တာတွေတပတ်လေသွားတယ်ပေါ့ဒါဥစဉ်တော့ကလောကကြီးကို မိဘနဲ့သားသမီးဆက်ဆံရေးကိုအဲ့ဒါလိုဖြစ်စေချင်တာအခုတပတ်ကတိတ်မလဲကြဘူးဒီလားနောက်တခါကြီးမိုင်းမြသားသမီးကမိဘအပေါ်မှာပြန်ပြီးတော့တုံ့ပြန်မှုမရှိတော့မိဘတွေကလည်းသားသမီးကိုတိတ်ပြီးတော့ဘာတော့အကောင်းမပြောနိုင်ဘူးဒီခက်ကလေးတွေကပြောလို့ကိုမကောင်းပါဘူးဆိုပြီးတော့မိဘတွေကလည်းသားသမီးရဲ့အပေါ်မှာမြစ်တာကနည်းနည်းခန်းတဲ့သဘောမျိုးဖြစ်မလာပြီဘူးလားအဲ့ဒါပုထုရှင်သဘောနော်တခါကြီးမိုင်းမြတော်တဲ့သားသမီးနဲ့ဆိုးတဲ့သားသမီးအတော်တဲ့သားသမီးကိုပို့ချစ်မှာပါပဲ တန်ရောတင်အရာဆိုးတာလည်းကိုသားဆိုးလို့မဟုတ်ကိုချစ်ရတာလေးတွေလည်းရှိတော့ရှိတာပေါ့ဒါပေမဲ့ကို့ပေါ်မှာတိတက်တ